ခုသွားနေတဲ့မြင်းနီလန်းလေးရဲ့အဆုံးမှာပင်လေကိုမီးတင်ထားတဲ့တငါရွာလေးရှိနေပါတယ်။ဒီရွာလေးဟာဒဝဲခရိုင်လောင်းလုံမြို့နယ်ထဲမှာရှိပါတယ်။ဒဝဲမြို့ကနေရှင်မော်ဖျားသွားတဲ့လမ်းအတိုင်းနာမဲဆိုရင်မိုင်30လောက်အကွာမှာလမ်းခွဲတစ်ခုတွေ့ရပါလိမ့်မယ်။အဲ့ဒီလမ်းလေးတိုင်းလိုက်လာမဲဆိုရင်တော့အင်ဂျီ600လောက်ရှိတဲ့ရွာလေးကိုရောက်ပါပြီ။ ယ်ကမ်းခြေကိုမျက်နှာမူထားတဲ့ရွာကယူရန်တောင်တန်းတွေပတ်လည်ကားထားတဲ့ရွာဒေတာပီပီတွေရှိတဲ့ရွာဒီရွာဟာတကယ်ကိုလှတဲ့ရွာလေးပါ soy ne don't let me out ဝနေထိုင်မှုပုံစံမျိုးအသေးစိတ်လေ့လာဖို့အတွက်ညောပြင်ရွာကိုရောက်နေပါတယ်ဒီညောပြင်ရွာဆိုလို့ရှိရင်ရှင်မော်သွားတဲ့လမ်းရဲ့တနေရာမှာရှိပါတယ်ဒီညောပြင်ရွာထဲကိုစပြီးတော့ဝင်လိုက်ပြီဆိုရတဲ့ဒီတငါရွာတို့ရဲ့အင်္ဂါရဲ့အတိုင်းပဲအိမ်မြအရင်ဆုံးခန်းစားရတာကဒီငါးနက်နဲ့ဒီငါးချောင်းနက်နေပါပဲအဲအိမ်မြအသေးစိတ်လေ့လာပြီးတော့ကျင်ပြသွားမှာဖြစ်ပါတယ်အခုစပြီ ငါရွာရဲ့ကန်းဆက်နေရဖြစ်ပေမဲ့လေရေလိုင်းတွေကပြောမှဆိုရေထဲနောက်ကြည့်မနေဘူးကန်းဆက်မှာလည်းကြည်လင်နေတယ်လို့ဟိုဘက်မှာလည်းစိမ့်ပြီးတော့စိမ့်စိမ့်ပြရောက်လက်လက်လေးအရင်လာတယ်ဟိုဘက်မှာဆိုတော့တောင်တန်းကြီးတွေအထက်ထက်နဲ့ဒီမှာဒီကန်းနာဘက်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့ဒီကန်းပါးပေါ်မှာမေးတင်ထားပြီးတော့ဒီငချောက်လှမ်းနဲ့ဆင်လေးတွေထိုးထားတဲ့ဒီရေလုံငန်းလုတ်ကင်နဲ့အိမ်လေးတွေကိုအတန်းလိုက်တွေ့ရမှာပါ quan đi có là đi có này không mốt mốt ra hết lần này nữa là mắt sao vậy bà sao vậy sao vậy cứ hết lần này nữa bà sao vậy thấy cái gì này ờ hú hú ra ra lần này bà nó cứ thằng mấy sao vậy đó nào này đấy này ီလိုရှိရင်အားတဲ့ချိန်လေးမှာတောက်တူမယ်ရပေါ့ဟိုကလေးလို့ဒီကလေးလို့ထိုင်နေတော့လေအော်နော်လို့ပြစ်တာပေါ့ငပိတေရရအဟဲနေကင်းမအားရင်တော့ဟွန်းဟွန်းအဖွားကမိသားစုဘယ်နှယောက်လားရှိရပေါ့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 မိသားစုရမယ်ရှင်နူးလက်သာသမီးရင်ဟင်သာသမီးရမယ်ရှင်နူးလက်ရှိရောရှိတော့လက်လေးရောပဲကြမ်းအော်လေးရောပဲကျန်တော့တယ်ရှိရောမိမလေးရောရွှေတန်းလေးရောပဲဟွန်းဟုတ်ကဲ့ဟုတ်ကဲ့အဖွားဒီရွာမှာအဖွားငငယ်လေးတွေကမွေးခဲ့ရဆိုတော့လေ အဲ့တော့ဒီရွာအကြောင်းလေးနဲ့ပတ်သက်ပြီးသမီးကိုနည်းနည်းလေးရှင်းပြပါဦးဒီရွာအကြောင်းလေးအဲ့နှစ်ဆက်ကျော်မှာဂျပန်လေးဘာလဲမလို့အော်အသက်နှစ်ဆက်ကျော်မှာဂျပန်လေးဝင်လာဂျပန်လေးဘာလဲအမလာဘီယာဆိုင်ရောဘီဒမကူဘကူဘသူကိုရေဘီဒမကူဘသူကိုရောတာနီဆဲဘောပြန်နေတာအဖွားအသက်20လောက်မှာဂျပန်လေးကဒီဝင်လာတယ်တကယ်တော့သူတို့ကတော့ကူညီတောင်းတာပေါ့ကူညီတောင်းတယ်ဆိုတော့ဒီကရွာအဖွားရဲ့ဖေကကြောက်ပြီးတော့ဟိုဘက်ရွာပြေးသွားတယ် မဲ့သူတို့လာတဲ့အချိန်မှာတော့ဒီရေကူးကြီးလာရတယ်ဆိုတော့ဒီတိုင်းဘယ်လိုမှမဟုတ်တော့ကျွန်တော်တို့အင်ဂျီပါညာမပါဘူးပေါ့သူတို့ကတော့ဒဝဲလုံးနဲ့လန်ကွတ်တီလို့ခေါ်တာပါတော့။အင်းကြီးရောအတွင်းဘောင်းပြီးတော့ဒီပန်တွေကဒီပန်တွေကလာသေးတယ်။ဒါသူ30အရွယ်ပါပေါ့။အဲ့တော့အဖွားတို့ကဒီရေလုံငန်းနဲ့ငငယ်တဲ့ရက်တီခဲ့တယ်။အခုရောစားလို့တောက်လို့လောက်လား။အဲ့ခုလည်းလုံနေပဲ။ငငယ်တဲ့ရောလောက်ထည့်တဲ့ရော။ဟဲ့။တော့ဒီမွေးလေးမွေးလာတော့မိကကျွန်တော်မတန်း။ ငငယ်စာတော့မတက်ဘူးပေါ့နော်အသက်30ရွယ်ကလေးကသူကလာမပေးရဲ့သူအသက်30ရွယ်ကလေးကခုနကကျွန်တော်ပြောတဲ့ရွာလက်သက်ပေါ့နော်အဲ့မျိုးလှုပ်လာခဲ့တဲ့ ကျမတို့ရောက်တဲ့ချိန်ကရေလုံသားတို့ပင်လယ်ထွက်သွားခဲ့ပါပြီ။ကမ်းခြေမှာငါးဖမ်းလေတွေကျူရကျဲသေးတာရှိနေတယ်။ဒေသောင်မြေမှာတော့နေအောင်ကောင်းကောင်းရလို့ငချောက်လှမ်းစင်တွေညင်ငပိလှမ်းစင်တွေကိုတွေ့ရတယ်။ဒီငါးလှမ်းစင်တွေအောက်မှာတော့အိမ်မှာကြံနေရတဲ့သူတွေကငါးတွေခွဲနေကြလေရဲ့။ ူတာဘာငါခေါ်တယ်ပြီးွာပြီးွာဟုတ်တဝဲလို့လားတဝဲလို့ဘမလို့စကလစကလอืมရှာလို့ဒီစကလဒီကောအာအဲဒီငါးနံပါတ်တော့တိတ်မကြဘူးဟိုပင်လငါးလောက်ပဲကိုတီရသိတာဆိုတော့လေအခုဒီငါးတွေအားဒါငါ6လက်မငါးတွေပေါ့နော်ဟင်းအမတို့ကကြတော့အဲနေကင်းဘတ်ဆိုရင်ဒီလိုငါ6တွေခွဲကြတယ်ပေါ့ပြီးရင်ငါ6လမ်းနေပြီးဒီငါ6တွေအားပဲပို့ကြတယ်တဝဲတဝဲဟာတဝဲကိုပို့ရအဲ့ခါကျတော့အမတို့ကဒီနေကင်းနေလေဘတ်ဆိုရင်ဟို ဒီငါချောက်ခွဲလောက်ကိုအဓိကတော့တခြားရောဒီရွာရဲ့အမျိုးသမီးတွေအနေနဲ့တခြားနေကင်းဘက်ဘာကြီးလောက်ကြလဲလောက်မရှိရငါရောဒီမှာကြဟိုဆက်နေရသည်မိလားဆက်နေတယ်မမီးမီးတဲ့ချိန်လဲမီးရဲ့မီးတဲ့ချိန်အာဒီဘက်ကြတော့ရောဘလုံးငားတွေများများမိလဲဘလုံးငားတွေဆိုမဟုတ်ဟာအကုန်လုံးဖမ်းတယ်ဘလုံးငားတွေကြတော့ဈေးကောင်းရလဲအမတို့အနေနဲ့ဈေးကောင်းရငါတို့ အမေကတလုံးလေးရှိရဲတလုံးလေးရှိရဲစပါးလေးရှိရဲဒါချားလေးရှိရဲအမေရအမေငေါ့များပဲစေကောရဲကြာတယ်ငေါ့တော့အလို့ရပေါ်ဖြာရှင်းဆောက်ရခုနှစ်ဆက်ရငေါ့ဆက်ရဆက်ရဩကျန်တဲ့ငါးရက်ဈေးနေတယ်ပေါ့ညောပင်ရွာလေးရဲ့နေလေကင်းကတိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ကိုတငါတို့ကပင်လေထွက်။ကျန်တဲ့သူတွေကသူ့အဆုနဲ့သူငားတွေခွဲငားတွေလှမ်းညင်ကပိတွေထား။ ချို့ကြတော့လေဈေးရောင်းထွက်မိသားစုဝမ်းရည်အတွက်တာဝန်ကိုစီထမ်းလို့ရပါမလေးတို့နှစ်ယောက်လောက်အခုအသက်ဘယ်လောက်စီရှိသွားကြရလဲ16နှစ်ရှိအော်16 16ပညာရေးကြတော့ရောခွန်နဲ့တန်းထားရှင်အခွန်တန်းထားရတယ်ဒီရွာနာဒီရွာမှာရောအเจ้าကခွန်နဲ့တန်းရှိလားခွန်နဲ့တန်းရှိရှင်အခွန်နဲ့တန်းရှိရဲဒါကြောင့်မလို့ ခုနတန်းတိတော့ပြောင်းတက်ကြတယ်ပြီးတော့မှဟိုထွက်လိုက်ကြတာမိဘကူကျင်လို့လားရှင်အော်မိဘကူကိုအဲ့ခါကျတော့ညီမလေးတို့ကအခုပြီးတော့ကျန်တဲ့အချိန်ဒီမှာဘာကြီးလုပ်ကြတယ်အစိုးလားရှင်အစိုးလေးစိုးရရှင်ငါရှင်တငါလို့အတငါလို့ပေါ့စစလို့ဟိုငချောက်ခွဲတာလှမ်းတာဟောအဲ့ဒါကြီးပေါ့နော်ညီမလေးတို့အနေနဲ့များ ကေကိုဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုရင်ညီမလေးအရင်ပြောပါညီမလေးဘာဖြစ်ချင်လဲဖြစ်ရှိတာပြောပါဒါလည်းဖြစ်ရှိတဲ့ပြည့်စုံတင်ရတာလေဒီမှာစစ်ချတော်တော်နေရှင်မိသားစုပြောပြရှိရှိအော်မိသားစုနဲ့ပြောပြောရှိရှိအော်မိသားစုအေးချမ်းချမ်းထားချင်တာမျိုးအပညာတတိရှိပြီးတော့ညီမလေးနေနေရောပညာတတိဖြစ်ချင်တဲ့မိဘစစ်ချတော်ထားရှိရှိအလောလက်ကျိုးစားရှိရှိ ဒီရလေးမှာငချောက်လှမ်းတာနဲ့ညင်ကပိထောင်းတာကိုအမျိုးသမီးတွေကအဓိကလုပ်ကြပါဗျ။ ရပလိရှိနေမှာအဲ့အဲ့မေးလိုက်နော်အခုတန်းနေတဲ့နဲ့နမ်းမှာကဒါဆိုရရညင်ငပိကိုတော့ညင်ကောင်လေးတွေကိုစားသိပ်ပြီးလှုပ်တာပါညင်ကောင်လေးတွေကိုဒေသခံတွေကဂွေးလို့ခေါ်ကြပါတယ်ဒီကောင်လေးတွေကိုစားနဲ့သိပ်ပြီးတော့နေလှမ်းလိုက် ထောင်းလိုက်၃ချိန်လောက်လုံးမှကျမတို့အခုစားနေတဲ့ညင်ငပိတွေဖြစ်လာတာပါဒီငပိတွေကိုပိတ်တာချိန်နဲ့ရောင်းကြတယ်ပြီးတော့နာမည်ကျော်တဝယ်ငပိဆိုပြီး တစိမ့်မျိုးမျိုးနဲ့နေရာအနှံ့ကိုရောက်ရှိသွားအောင်ပါ င်းကတော့မွန်းလွဲ3နာရီလောက်ရှိနေပါပြီ။ဒီအချိန်ဟာရေတက်ချိန်ကိုတငါတို့အိမ်ပြန်ချိန်ပြောရင်ဆိုရင်ရေတက်ချိန်လှိုင်းနေတဲ့အတူတေကလေးတွေရွာဘက်ကိုဝင်လာနေပါပြီ။တိတ်ဆိတ်နေတဲ့ရွာလေးကလည်းအခုတော့စူးစူးညံ့ညံ့ဖြစ်လာပါပြီ

လေးတွေကလည်းလှေဆိုင်ကျိုးတွေမှာခိုပြီးတော့ဆော့ကြပျော်ကြတယ်ဒီချိန်ဟာညောပြင်းရွာလေးရဲ့အစီကားဆုံးအချိန်အလှဆုံးအချိန်အလုံးများဆုံးအချိန်လို့တောင်ပြောရမှာပါလာပြန်ကလေးခေါ်ခေါ် ်ဟာဟာဟုတ်တယ်ဒါအိမ်ရတို့မြင်ငါပြိလို့သိထားတဲ့ဒီပစုံငယ်လေးတွေပေါ့နော်ဒီငါပြိလို့မဲ့ဒီအကောင်နေအခုမှအစ်စ်တွေ့ရတာဒါလေးရနေချက်ချင်းချရလားဟာလားဟုတ်တယ်ဟုတ်တယ်ဒီအကောင်လေးလည်းအရန်နုတယ်အဲ့တော့လှေရနေချက်ချင်းချရဲမှချက်ချင်းစားရနေနေကြပြီပြီးနေလှမ်းကြမယ်နဲ့တူတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နော်လေလှမ်းကြမှာဟွန်းမင်းပြစားမယ်အော်မင်းပြလှမ်းမယ်ဒီညစားသိမ့်ထားမှာလားစားသိမ့်အော်ဟုတ်ကဲ့ နော်လေမာတချင်းပါငေါပိသားငေါပိသားခွန်နေပိသားထုတ်ပိသားပိသားခွန်နေပိသားလောက်ထွက်တယ်တချင်းပါလေတချင်းပါအဲတချင်းဆိုတာဒီကနေတချင်းအော်ဒီလိုတချင်းကိုဒီဟိုဒီ great ချပိသားတပိသားအဲတပိသားချပိသားခွန်နေပိသားလောက်ထွက်တယ်အဲ့ဒါတနေ့ဝင်ဝင်အမားတို့ဘယ်လောက်လောက်ရှိလဲအဲ့ပုံမှန်ဆိုရင်ပုံမှန်တော့မရှိဟာများများတယ်နည်းနည်းတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ရေးဆေးလာလား ရေးဆေးတာအမိုက်သေးရရပါလာပေးလဲဖမ်းတော့ပါတော့ပါဖို့ပေါ့နော်ပါတော့ရေးရေးအော်ရေးထုတ်อ่ะရေးအော်အော်အကိုလှေစင်းလာလားလှေရနေ။အော်ဒါပဲချိန်ထုတ်ရလဲမနက်။မနက်မိုးလေးကြော် ။ဟောမွေးလေးနဲ့ထွက်သွား။ဘာတွေဖမ်းမိလဲဒီနေ့။အော်ဒီပဇွန်နေလား။ပဇွန်မဲတိကဖမ်းတာပေါ့။ဒီနေ့ဘလောက်လောက်ဖမ်းမိလဲဒီလိုရှင်းနေဆိုရင်။ချင်းတရာလောက်။ဦး။ဘာတို့လဲကြော်30 20လောက်ရတာ။အနည်းဆုံးတော့20 30လောက်ရတာပေါ့။ဟာချင်းတရာဆိုနေဦးရမှာဘောစီပဲ။ဟုတ်ကဲ့တင်းနေလိုက်။အော်ရေးသွားဆေးမှာ။ဟော။အော်ဒီလိုပြိုက်ချင်းနေတယ်ဟို။ထည့်ပြီးတော့

ငါသေးသူတွေရသေးငါခွဲသူတွေရခွဲညင်ကောင်လေးတွေကိုစားသိသူသိနေကန်းနာမာရင်အလုတ်တွေရှုပ်နေကြပါပြီအပါကတော့ဘယ်လောက်ရှိပြီလဲ14 14တလင်းနေစီပြီးကျောင်းရောဘယ်နဲ့တန်းထိတက်ခဲ့လဲသုတ်ကြတော့နဲ့နဲ့ဟာကုသားဘာတွေလုပ်နေလဲကဆော့ပဲလေ ဒီလေးလိုက်တာတသားရောဒီတနေ့ကိုတသားလောအားကဘယ်လောက်ရလဲနေပါခပြလာစားကလာလာပြန်လဲ၄စားမဟုတ်လားလာပြန်နဲ့တလားဘယ်လောက်ရလဲ၄သိရ၉သိရ၉သိရကလာအဲ့ကကြတော့တသားရရပစံတွေတသားမလုပ်လဲ အိမ်ကိုပေးတယ်။ဟောဖေးဖေးတို့မေတို့ပေးတာ။အဲတလောက်မိသားစုဘယ်နှယောက်ရှိလဲ။ရှစ်ယောက်။ရှစ်ယောက်။အာအလုံးလုံးနေရလူကရော။ဘယ်ယောက်။နှစ်ယောက်။တားရဲ့ဘယ်သူရဲ့လို့လား။တားရဲ့တားရဲ့အဖေရောမျိုး။တားနဲ့ဖေးနဲ့နှစ်ယောက်ပဲလို့လား။ကျန်တဲ့မိသားစုရှစ်ယောက်လုံးကကျန်တဲ့မိသားစုခြားယောက်ရှိမှာပေါ့။ကျန်တဲ့မိသားစုခြားယောက်ကရောအိမ်မှာပဲလား။တို့ကြပါလို့ကြလဲအိမ်မှာ။ဒီလိုမျိုးဟိုငချောက်လှမ်းတာတို့ဒီ ငပိထောင်းလာတော့မလို့ပေါ့ဟိုဘာမှမလုပ်နဲ့ဟိုငါခံရညာရပလောပေါ့ဟာမလုပ်ဘူးဒါအေးစစ်စစ်ထားတာပေါ့ကျန်တဲ့ကွန်ပျူတာစုတွေဟုတ်ကဲ့အခုဆိုရင်ဒီမောင်လေးကဆိုလို့ရှိရင်ဒီတငါရော်ကလောလောဆယ်မှာပြင်ငပိလှေကိုမြင်လှေပေါ့နော်သူတို့ခေါ်တဲ့ဂွေအဲ့လှေကိုလိုက်နေတဲ့ကလေးပါဒီကလေးရဲ့သူတို့ကမိသားစု၈ယောက်ရှိပါတယ်တဲ့သူရဲ့သူ့ဖွဖေရဲ့ကတော့ဒီပင်နဲ့နေလိုက်တဲ့အလုပ်လုပ်ပါတယ်တဲ့

ညနေစောင်းချိန်ညောပြင်ရွာလေးကတော့အလုတ်တွေသိမ်းလို့နားကြတဲ့အချိန်ပါခလေးတွေရောလူကြီးတွေရောဟိုတစုတီတစုနဲ့ဝိုင်းဖွဲ့ကစားနေကြတယ်တနေ့တော့မောပန်းသမ ्या ကိုအပန်းဖြေနေကြတယ် မိုးလင်းကနေမိုးချုပ်တဲ့အထိမီယိုဖလာရေလုံငန်းကိုလုတ်ကင်ကြရင်အိမ်မက်တွေကိုစီကိုလည်းပွေဖက်ထားကြတယ် ီလုပ်ငန်းနားတဲ့ခါကျရင်တော့ကုန်းမှလောက်ရယ်ကုန်းမှကုန်းမှကြပါလေလုပ်ဖြစ်လဲကုန်းမှကစွဲအုံတိတက်တယ်ပြီးတော့ဒီမှာတညင်းသီးဆိုတယ်ဆွတ်တယ်ဘာလို့မခွတ်ပုံတိတော့မရှိဘူးပေါ့နော်ပုံတိပြီးတော့လောက်တဲ့ခါလဲလောက်ရယ်မလောက်တဲ့ခါလဲမလောက်ဘူးမလောက်တဲ့ခါကျအကုန်လုံးပါလုပ်လဲအဲဒီလိုပဲပေးရနေပြီးတော့နေချင်းလိုက်ဆွဲငှားပြီးတော့ပေးတယ်ရှိတယ်ပေးရယ်ပေးကိုရတဲ့ခါကျတဲ့ခါပြန်ဆန်းဆက်တယ်ဩဟုတ်ကဲ့အဲ့တော့ဒီသားလေးတွေကရောចောင်းနေကြလားចောင်းနေရယ်ပဲ၃ယောက်၃ယောက်ရှိတယ်၃ယောက်အဲ့တော့သူက၁ယောက်သူက၁ယောက်ခုနကမှ ဟိုလူကတယောက်၃ယောက်ရှိတယ်အကြီး၃ယောက်ကတော့အကြောင်းနေနေပြီအကြောင်းနေနေအာကျွန်တော်တို့ကျွန်တော်ကတော့မိဘနေနေပြောကျင်တော့ကိုသားသမီးတွေချောင်းချောင်းလဲလဲနဲ့တင့်တင့်တဲနေနိုင်တာတော့ကျွန်တော်အနေနဲ့ပုံပြီးကြာရင်ဟာပြောလို့ဆိုတော့ကိုကလက်ရှိတော့အမွေဆိုလို့တင်ညာအမွေပဲရှိတယ်စီးပွားအမွေဆိုတာကိုကပုံတိလဲပြောမရသေးဘူးအာဖြစ်ဆိုလက်ရှိကဒီပုံစံတိုင်းနဲ့ကိုလဲရုံးကန်နေရကြီးလောက်စားသမားလဲကျွန်တော်တရားပွဲသေးဆိုအောင်အဲ့တော့ ြစ်စည်းကိုကျွန်တော်ဘောင်းနဲ့မထည့်ထားပဲနဲ့ပညာမွေကိုသူတို့ကျွန်တော်ရောင်းတဲ့ပြီဟုတ်ကဲ့ညိုင်မိတလို့ထီပေါ့နော်ဟုတ်ကဲ့သူတို့ညိုင်မိတော့ထီကျွန်တော်တင်ပြီးတော့အဲ့တော့ထီကျွန်တော်ဆုပ်ပြတာဟုတ်ကဲ့ဒီလုပ်ငန်းမဟုတ်တဲ့တခြားအလုပ်တွေလုပ်ကြိုင်မှုတခြားနေရာမှာအခြေချဖို့အဲ့လိုမျိုးစိတ်ကူးတွေရောရှိလားကို့မှာနောက်ခံအင်အားမရှိတော့ဟိုတွားကျင်တိုင်းတွားကျင်မိမဲ့ သွားနိုင်သေးဘူးပြန်။ဟောလက်ရှိအခြေအနေလေးကိုမဖြတ်ရဲတာပေါ့။အဲမဖြတ်ရဲနိုင်သေးဘူးပြန်နေပေါ့နော်။ခုမှလည်းဘလို့ဖြစ်လို့တာသမီကြီးလည်းငယ်သေးရဲ့ဒီ။ဟုတ်ကဲ့ဟုတ်ကဲ့။အဲတာသမီကြီးကြီးပြင်းလာလို့ဖြတ်နိုင်ပြီဆိုတော့ကိုကြော်ဖြတ်ဖို့လမ်းကတော့ရှိရဲ့။ရောပြင်ရွာလေးကပင်လယ်ကိုမေးတင်ထားတဲ့ရွာလေးဖြစ်တယ်လို့ကောင်းငယ်ပုံသဏ္ဍာန်ရှိတဲ့ရွာလေးလည်းဖြစ်ပါတယ်။မင်းညိုချိန်မှာမြင်နေရတဲ့ ညုံမောင်မောင်တောင်တန်းတွေရဲ့ကန်းဆက်ကိုလာရိုက်နေတဲ့လှိုင်းပုံတန်တွေရဲ့ပြီးတော့ငါးဖန်းလေတွေကနေတလူလူလွင့်နေတဲ့အလံလေးတွေရဲ့ဒီမြင်ကွင်းတွေက ကျမအတွက်မမေ့နိုင်စရာပါသားနံသေးနဲ့လက်လက်ဆက်ဆက်ပင်လယ်လေးကိုရှူရှိုက်ရင်ပင်လယ်ဘေးကရွာငယ်လေးရဲ့အလှကိုငင်းမောင်းရင်းနဲ့ပဲ ျမတို့လည်းညော့ပြင်ရွာကိုနှုတ်ဆက်ရပါတော့မယ်။နေလဲဝင်လို့အမောင်တို့ကကြီးစိုးလာပါပြီ။တနေ့တာလုံးအလုတ်များခဲ့တဲ့ညော့ပြင်ရွာလေးကလည်းအမောင်ထဲမှာတိတ်ဆိတ်သွားပါပြီ။ဒါပေမဲ့တချို့သောကိုတံငါတွေရဲ့အလုတ်ကတော့မပြီးသေးပါဘူး။ ားပြင်ကမ်းခြေလေးမှာလည်းညပိုင်းဆက်ရောက်လာမဲ့လှေတွေကိုမျောနေသူတွေရှိနေကြစေ။ငားတွေရွေးနေကြစေ။အလုတ်ဆက်လုပ်နေကြစေ။ကမ်းခြေကိုဆိုက်လာတဲ့ညလှေတွေရဲ့မီးအောင်ကလည်းတလက်လက်ထွက်ပေါ်နေသေးပါ။ဒါဟာလေညောပြင်ရွာလေးရဲ့ညပိုင်းအလှတစ်ခုပါပဲ အခုဆိုရင် လောင်းလုံးမြို့နယ်တွေကိုရောက်ရှိနေတာဖြစ်ပါတယ်။ရဝရှင်ကိုရှင်ထဲမှာလမ်းတစ်လျှောက်လုံးသားရအလှပဆုံးလို့လူဘူးတမီးပြောနေတာပေါ့။ရဝရှင်ကိုရှင်နဲ့မ